ီအချက်၅ချက်ကိုမိတ်ဆွေအနေနဲ့လေ့လာထားမယ်ဆိုရင်တော့ကင်မရာရှေ့မှာစကားပြောနိုင်ပါပြီ နံပါတ်၁အတန်ကိုရှင်းလင်းစွာပြောခြင်းကျမတို့ကကင်မရာရှိမှစကားပြောတဲ့အခါကင်မရာကြောက်တဲ့စိတ်ကြောင့်မို့လို့ပေါ့နော်ကျမတို့ရဲ့အတန်နေထစ်တာတွေအတန်တုံတာတွေနော်အတန်တိုးသွားတာတွေစရဲခက်ခဲနေတယ်ကျမတို့ရင်ဆိုင်ရတယ်ပေါ့နော်အဲ့ခါကျတော့ဒီလိုခက်ခဲတွေကိုကျမတို့ကဒီလိုမျိုးလေးစနစ်တကျလေးချင်ထားမယ်ဆိုလို့ရှိရင်ပေါ့အဲ့ခက်ခဲတွေကိုကျော်လာနိုင်မှာဖြစ်ပါတယ်ဒါတော့ကျမတို့ဝါကြတူတွေကိုလေးချင်ဖို့ပဲပေါ့နော်ဥပမာအားဖြင့်တော့ကျမက pocket in light က CEO ဖြစ်ပါတယ် ကျမရဲ့ channel လေးကနေပြီးတော့ content creator တွေ youtuber တွေ blogger တွေအတွက် motivation ရနိုင်တဲ့ video လေးတွေကိုတင်ဆက်နေပါတယ်။စသဖြင့်ဝါကြတူလေးတွေကိုပြောချင်ရမျိုးဖြစ်ပါတယ်။ထပ်ရိုက်မယ်ပြောမယ်ပြီးတော့ကိုကိုလိုအပ်တဲ့ထင်တဲ့နေရာလေးတွေပေါ့နော်ဖြောလွန်နိုင်ပြီးတော့ပုံပုံပြီးတော့ဟိုရှင်းလင်းတဲ့အတန်ကြည်လင်းတဲ့အတန်ကိုရရှိမှဖြစ်ပါတယ်။အကြံပေးချက်နှစ် မျက်လုံးကြီးအဆောင်အောင်ကြည့်ပါကျမတို့ပြင်လောကမှာလူလူချင်းစကားပြောတဲ့အခါမှာမျက်နှာကိုကြည့်တယ်ပြီးတော့မျက်လုံးကြီးဆောင်အောင်ကြည့်ပြီးတော့စကားပြောကြတယ်အဲ့လိုပဲကျမတို့ကကျမတို့ရဲ့ YouTube ဒီဗီဒီယိုစပြီးတော့ဖန်တီးတဲ့အခါမှာလည်းကျမတို့ကပရိသတ်တွေနဲ့မျက်လုံးကြီးဆောင်အောင်ဒီဖုန်းကင်မရာဖြစ်ဖြစ်နောက်ပြီးတော့ laptop နဲ့ဆိုရင် webcam ဖြစ်ဖြစ်တေချာဆိုင်ကြည့်ပြီးတော့ပြောရပါမယ် ကျမရဲ့ပြည့်စုံတာဆိုလို့ရှိရင်ကျမပေါ့နော်ဆက်ဆချင်းဆိုင်တုံးကဆိုလို့ရှိရင်ကျမကင်မရာကြီးအချိန်မှာဘာမှလည်းမပြောတတ်ဘူးပေါ့နော်ပြီးတော့အဓိကကဘယ်လိုလဲဆိုတော့ကျမရဲ့ကျမကလူတွေကိုရှင်းပြနေရလို့ကျမကမထင်တာမထင်တာကျမအချိန်မှာဘာမှလည်းမရှိဘူးဆိုတော့လေအဲ့ဒီခံစားချက်ကိုကျမဖမ်းလို့ကိုမရဘူး မော်နော်အဲ့လိုဖြစ်တယ်အဲ့တော့နောက်ကျတော့ကျမရိုင်းရိုင်းရိုင်းရင်းနဲ့ဘလို့ခံစားမိလာလဲဆိုတော့ကျမရဲ့ရှိမှရှိတယ်တငယ်ချင်းမိတ်ဆွေအဲဒါမဟုတ်လဲကျမရဲ့ဆွေမျိုးရင်းချာပေါ့နော်အဲ့လိုဟာတွေကျမအဲ့ဒီကြောင့်နေရှင်းပြနေတဲ့မှုကျမတွင်းရတယ်ပေါ့နော်တွင်းလိုက်ကြတဲ့အခါကျတော့မှဟောသူတို့အသေးချာလေးရှင်းပြနေတယ်ဆိုမှအဲ့လိုမှုကိုတွင်းနိုင်တော့မှကျမရဲ့ဟိုစကားပြောရလဲပို့ပြီးတော့ပေါ့နော်ဟိုပြည်လာတယ်လို့ထင်တယ်ပေါ့နော်အဲ့ဒါတော့ကြောင့်မို့လို့မိတ်ဆွေတို့အနေနဲ့ဒီကင်မရာရှိမှစကားပြောမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့မိတ်ဆွေရင်းချာတွေတငယ်ချင်းတွေကို ဒီအကြောင်းလေးတွေရှင်းပြနေတယ်လို့မျိုးပေါ့နော်အဲ့လိုလေးပြောနိုင်ဖို့လည်းအရေးကြီးပါတယ်လို့အဲ့တော့ဆက်ရုပ်တရုပ်လို့ပေါ့နော်ချက်မှတ်ထားတဲ့ဟာတွေကိုပြောတာတဲ့ကိုယ့်ရဲ့တငယ်ချင်းမိဆွေတွေကိုရင်းရင်းနှီးနှီးပြောတဲ့ပုံစံလေးကကျမတို့နဲ့ပရိသတ်တွေကြားမှာပို့ပြီးတော့ contact မိစေပါတယ်လို့ကျွန်မတို့အနေနဲ့ကတော့ဆက်လုပ်ရှာမှုကိုကျွန်မတို့ထိန်းချုပ်ခြင်းပဲဖြစ်ပါတယ်။ကျွန်မဆိုလို့ရှိရင်ပေါ့နော်ဒီကင်မရာခလုတ်ကို on နဲ့မင်းဆိုတာနဲ့ကျွန်မမှာပြောပြစကားတွေကပြတ်သွားပြီ။ကင်မရာရှိမှငုတ်တုတ်ကြီးပေါ့နော်တော်တော်လေး manager ကြီးထိုင်နေမိတယ်။အဲ့ဒါကလည်းစိတ်လုံချခြင်းတစ်မျိုးပဲရှင်။ အဲ့ဒါကိုကျမတို့ကဘယ်လိုကြော်လွားမလဲဆိုတော့ကကြတော့ကျမဆိုရင်ကင်မရာခလုတ်ကိုမအောင်ခင်ပေါ့နော်ဝင်လေထွက်လေမှတ်လိုက်တာဝင်လေထွက်လေ3ချိန်ပေါ့နော်ဒါမှမဟုတ်လည်း90အဲ့လိုမှတ်လိုက်ကြရပြီးစိတ်ကအနှဲငယ်တည်ငြိမ်မှုရရှိပြီးတော့ပေါ့နော်ဟိုကင်မရာရိုက်တဲ့အခါမှာပေါ့နော်အရင်ကြီးစိတ်လှုပ်ရှားနေတော့ပဲနဲ့နည်းနည်းတော့တည်ငြိမ်သွားတယ်လို့ကျမခံစားမိပါတယ်ရှင်အဲ့တော့မိတ်ဆွေတို့လည်းဆန်းပြီးတော့အိမ်ဒီလမ်းလေးကိုသုံးကြည့်ပါကင်မရာဘော်တော့မအောင်ခင်မှာဝင်လေထွက်လေလို့30တောင်မှမဟုတ်9ချိန်တည် မှတ်မှတ်ကြည့်ပါဘောနော်အဲ့ခါကျရင်ပုံမှုအဆင်ပြေပါလိမ့်မယ်လို့အကြံပေးချင်ပါတယ်ရှင်ဒီအချက်ကတော့ key point ကိုမှတ်သားခြင်းပဲဖြစ်ပါတယ်ကျမတို့ရဲ့ဟိုဆရာဆရာကြီးတွေပေါ့နော် YouTuber ကြီးတွေတောင်းမှပဲပေါ့နော် notes တွေမှတ်ပြီးတော့ဟိုဒီပြောမဲ့ခါကြလို့ရှိရင်သူတို့ပြောမဲ့အကြောင်းအရာတွေကို notes တွေမှတ်ပြီးရောမှလေ့ကျင့်ပါတယ်လို့ကျမလေးလာသိရှိခဲ့ရပါတယ်အဲဒါကြောင့်မလို့ကျမတို့လို့ခုမှစလုပ်မဲ့ YouTuber ပေါ့စလေးတွေအတွက်ဆိုရင်ဒီ point မှတ်သားခြင်းဟာပို့ပြီးတော့ ဟိုလိုအပ်ပါတယ်ပေါ့နော်ပို့ပြီးလိုအပ်တယ်ကျွန်မဆိုလို့ရှိရင်ဘယ်လိုလုပ်လဲဆိုတော့အာဒီပြောမဲ့အကြောင်းအရာတွေကိုကွန်တက်တွေကိုကျွန်မအစအဆုံးပေါ့နော်ခြာရေးခြာရေးခြာရေးပြီးတော့ပြောကြည့်တယ်ပေါ့နော်ဒါပေမဲ့အလို့ချက်မှတ်တာမျိုးတော့မဟုတ်ဘူးတကယ်ပြောရမယ်ဆိုတော့အခုကျွန်မဒီနေ့ပြောမဲ့အချက်၅ချက်ပေါ့နော်အဲ့၅ချက်ရဲ့ခေါင်းစဉ်ကြီးတွေကိုကျွန်မခြာရေး ပြီးတော့အဲ့တစ်ချက်ချင်းစီရေပြောမယ်ပေါ့နော်တစ်ချက်ချင်းစီကနေပြီးတော့ပြောမယ်အဲဒီအဟိုရေးကြည့်ရဲ့ကဲဟို idea point လေးကိုကျွန်မထုတ်တယ်ပေါ့နော်ထုတ်ပြီးတော့ဟောကျွန်မဟို question ဟိုရောင်စုံပန်းလေးနဲ့ဆွဲရပေါ့နော်အဲ့လိုအဲ့လိုမျိုးလေးလုပ်ပြီးတော့မှကျွန်မကအာဒီဘော review ရရင်လည်းမသိမသားလေးပေါ့နော်မိသွားမဲ့နိုင်တဲ့အချက်ကလေးတွေဝလန်းလန်းကြည့်တယ်အဲ့ခါကျတော့အရန်ကြီးလည်းမသိတာတော့သလိုကိုပြောမဲ့အကြောင်းအရာတွေကိုအရန်ကြီးလည်း ဟိုမမေ့သွားတော့ပေါ့နော်အဲတော့ကျမတို့ကဇက်ညွန်းတစ်ခုလုံးကိုဟိုအလွတ်ကျက်ထားတဲ့စာရင်ပေါ့နော်အလွတ်ကျက်တယ်ဆိုတာလေကျက်ရင်းနဲ့ဟိုမေ့စာဆိုးသလိုပဲပေါ့နော်ဟိုတချို့နေရာတွေမှာမေ့သွားတယ်ဆိုတော့ကျမတို့ကဘာဆက်ပြောရမှန်းကိုမသိတော့ဘူးလို့ချက်မှတ်ချင်းကိုရှောင်ရှားပြီးတော့ဒီနေ့ကျမပြောမယ့်အချက်၅ချက်ဆိုရင်၅ချက်ကိုခေါင်းစဉ်နေချရည်ရဲရေးပြီးတော့တစ်ချက်ချင်းစီမှာရှိတဲ့အဲပေါ့နော်အိုင်ဒီယာပွိုင်လေးတွေကိုကျမပြန်ပြီးတော့ချရည်ရဲနောက်ရောက်စောပန်လေးနဲ့မှတ်တယ်အဲ့လိုနီလာအပြင်ကျမ၃၃နေပေါ့နော် ်အမတို့ဆရာဆရာ YouTuber ကြီးတွေကလည်းသူတို့ရဲ့အချက်လက်တွေအဲ့လိုလေးပိုင်မှတ်ပြီးတော့မှအသုံးပြုခဲ့ရလို့ကျွန်မလေ့လာရပါတယ်ပေါ့နော်ဒီနေ့ကလည်းကျွန်မတို့လိုလေ့လာနေစေ YouTuber တွေအတွက်အလုပ်ဖြစ်မယ်လို့ထင်ပါတယ်ပေါ့နော်ပြီးတော့ကျမတို့ကအခုလိုမျိုးပေါ့နော်ဒီပြောနေရင်ねတခါလို့ကြာရင်ပေါ့ဘာလေးထည့်ပြီးပြောရမလဲဆိုရအတွင်းမျိုးလေးဝင်လာတက်တယ်အဲ့ခါကျတော့အဲ့ဒီကျမတို့တွေးပြည့်အကြောင်းညာလေးတွေရဲရဲဝုန်းဝုန်းနဲ့သာပြောပါလို့အကြံပေးချင်ပါတယ်အဲ့တခါလို့ကြာရင်လည်းအဲ့လိုမထင်မှတ်ပဲနဲ့ ဝင်လာတဲ့အတွေးလေးကနေပြောတဲ့ဒီဟွာလေးက idea လေးကပို့ပြီးတော့ကောင်းနေတတ်တယ်ပေါ့နော်အဲဒါကြောင့်မို့အဲဒီအကြောင်းအရာလေးတွေရုပ်တရက်တွေးအတွေးမှာပေါ်လာလို့ရှိရင်လည်းရဲဝင်နေတာချပြောပါလို့ဟိုအကြံပြုချင်ပါတယ်ဟိုဆက်ရုပ်တရုပ်လို့ပေါ့နော်အလွတ်ချက်ပြီးပြောရတဲ့စာလို့ရှိရင်စကားပြောဟန်လေးနဲ့ကိုယ့်ရဲ့ရင်းနှီးတဲ့မိတ်ဆွေတကယ်ချင်းပေါင်းသင်းကိုပြောတဲ့စကားပြောဟန်လေးနဲ့ဆိုရင်ပရိသတ်ကကျမတို့ကိုပို့ပြီးတော့လည်းမှတ်မိလာစီပါတယ်လို့အကြံပေးချင်ပါတယ်ရှင်အမှန်ငါးချက်ကတော့ဆန်းရက်ပြီးပြန်ကြည့်ပါ အဲ့ဒီချက်ကြီးကတော့ကျမတို့ရဲ့တူတက်မှုနှုန်းအတွက်အင်မတန်လေးမြန်တဲ့အချက်ကလေးဖြစ်ပါတယ်ကျမတို့ကဗီဒီယိုကိုရိုက်တဲ့ဗီဒီယိုကွန်တက်ကိုအဲဒီ ready ပေါ့နော်အစ်စ်မရိုက်ဘဲနဲ့အစ်စ်မရိုက်ဘဲနဲ့ကျမတို့က2မိနစ်စာ3မိနစ်စာဗီဒီယိုလေးတွေပေါ့နော်ကိုပြောချင်တဲ့အကြောင်းအရာလေးနဲ့ ဆန်းဆန်းရိုက်ပြီးတော့ပြီးတော့မှအဲ့ဗီဒီယိုလေးကိုကျမတို့ပြန်ကြည့်အဲ့ခါမှစကားပြော ကျမတို့ရဲ့စကားပြောဟန်ကျမတို့ရဲ့မျက်နှာအနေထားကျမတို့ရဲ့အတန်တုံးနှေးအမြန်စသည်ဖြင့်ကျမတို့ကအာဗီဒီယိုလေးကိုအဲ့ရိုက်ပြီးသားဗီဒီယိုလေးပြန်ကြည့်ခြင်းအားဖြင့်ပို့ပို့ပြီးတော့ကျမတို့ကတွေ့လာတယ်အဲ့တော့အဲ့ဒါလေးကိုကြည့်ခြင်းအားဖြင့်ကျမတို့ရဲ့တိုးတက်မှုတော့ပြင်းပြန်လာပါတယ်ကျမဆိုလည်းအလိုပဲပေါ့နော်အရင်ဗီဒီယိုနဲ့အခုဗီဒီယိုနဲ့ပြန်ပြန်ပြီးတော့နှိုင်းရှင်ပြီးတော့ငါဘာတွေလိုအပ်ကလေးဆိုပြီးတော့အများကြီးပြည့်သွားတာမျိုးတွေလည်းရှိပါတယ်ရှင်အဲ့ဒါကြောင့်မို့ဒီနီနန်းလေးဟာ မိတ်ဆွေတို့တက်အလုပ်ဖြစ်မယ်လို့ယုံကြည်ပါတယ်။နောက်ထပ်၃ချက်ထပ်ပြီးတော့ bonus ပေးချင်ပါသေးတယ်။ ံပါတ်၁ချက်ကတော့ကိုဝိုင်ဟန်ကိုရှာပေးပါပါတော့ကျွန်မတို့ရဲ့ဆရာဆရာဘလော့ဂါကြီးတွေနောက်ပြီးတော့ YouTuber တွေပေါ့နော်အားလုံးပါလေကိုဝိုင်ဟန်နဲ့သူ့ကိုဝိုင်ဟန်နဲ့သူရှိကြပါတယ်ပေါ့နော်ပုံစံတစ်မျိုးစီပေါ့နော်ပရိသတ်ကိုဆွဲဆောင်နိုင်တဲ့ကိုဝိုင်ဟန်တွေရှိတယ်အဲ့တော့ကျွန်မတို့ကဟိုပါစပြီးလှူတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မတို့ကသူ့ကိုရှာနေပြီးအတူယူရတာလည်းရှိရဲမှတ်သားရတာလည်းရှိတယ်ပေါ့နော်စကားပြောဟန်တွေပြီးတော့ကကြတော့ကိုဝိုင်ဆိုင်တွေကိုဒါပေမဲ့အဲ့လိုမျိုးလေ့လာရင်မှတ်သားရင်လည်းကျွန်မတို့ရဲ့ကိုဝိုင်ဟန်တစ်ခုထွက်အောင်ကျွန်မတို့ကလေ့လာသွားရမှာဖြစ်တယ်ပေါ့နော်ကျွန်မဆိုလည်းအခု調査နေတဲ့ ကိုယ့်ဝန်ထမ်းတခုရဖို့အတွက်ကိုကျမဟိုလေ့လာနေစေ၊ကြိုးစားနေစေ၊သင်ယူနေစေဖြစ်တယ်ပေါ့နော်။ဗီဒီယိုရဲ့အစဒါမှမဟုတ်ဗီဒီယိုရဲ့အဆုံးအနာလေးမှာပေါ့နော်။အဆုံးအနာလေးမှာကျမတို့ရဲ့ကိုယ့်ဝန်ထမ်းနဲ့စကားပြောထားတဲ့ဗီဒီယိုအတူလေးတွေပေါ့နော်။အဲ့ဒါလေးတွေကိုထည့်သွင်းပြီးတော့အသုံးပြုခြင်းအဖြစ်နဲ့ပရိသတ်ကကျမတို့ကိုမှတ်မိလို့ရွယ်စီပါတယ်လို့အကြံပေးချင်ပါတယ်။ဒါမှလက်အချက်ကတော့ပုံမှန်တင်ဆက်ဖို့ပါပဲရှင်။အဲ့တော့ကျမရဲ့ ပြီးခဲ့တဲ့ဗီဒီယိုနှစ်ပုဒ်မှာဆိုလို့ရှိရင်ကျမရဲ့ view ရော subscribe ရောဘာမှအားရစရာမကောင်းခဲ့ဘူးပေါ့နော်အဲ့ဒါကိုကျမစိတ်သက်ကြပြီးတော့ YouTube လမ်းကြောင်းမှာဆက်ပြီးတော့မလျှောက်တော့ဘူးဆိုလို့ရှိရင်ကျမအောင်မြင်မှုဘယ်တော့မှရမှာမဟုတ်ဘူးအဲ့တော့ view ရသည်ဖြစ်စေ subscribe မရသည်ဖြစ်စေကျမကဆက်ပြီးတော့ကျမရှောက်မယ်လမ်းကြောင်းမှာ ပုံမှန်လေးဆက်ပြီးတော့တည်သွားမယ်ပေါ့နော်အဲ့လိုစိတ်ကူးမိရဲ့ပုံမှန်လေးဆက်ပြီးတော့တည်သွားမယ်ပေါ့နော်မိတ်ဆွေတို့လည်း view မရလို့ subscribe မရလို့ဘာမှအားမရပါနဲ့ကျမလိုပါပဲเนาะ ကျွန်မတို့ကလည်း YouTube လမ်းကြောင်းကိုဆက်ပြီးတော့ဖြည်းဖြည်းချင်းရှောက်လမ်းသွားကြပါလို့အားပေးစကားလေးလည်းပြောချင်ပါတယ်။နောက်ပြီးတော့ကျွန်မတို့ကအဲ့လိုစိတ်သက်သာသွားမှဆိုတဲ့အတွက်ကြောင့်မလို့ကျွန်မဆိုလို့ရှိရင်ပေါ့တလားစာကိုဆက်ကျူးလေးဆွဲထားတယ်ပေါ့နော်။ဆွဲပြီးတော့ကျွန်မဗီဒီယိုလေးပုဒ်လောက်တော့ကျွန်မပြင်ဆင်ထားတယ်။အဲ့တော့ကျွန်မစိတ်သက်သာနေတဲ့အချိန်ဆိုကျွန်မဗီဒီယိုမရိုက်ချင်တဲ့အချိန်တွေပေါ့နော်။ပြီးတော့အလုပ်မအားတဲ့အချိန်တွေမှာအဲ့ဒီဗီဒီယိုလေးတွေအဆင်သင့်တင်နိုင်မှုရအတွက်ကျွန်မအဆင်သင့်လုပ်ထားပါတယ်။နံပါတ်၃ချက်ကတော့ပရိသတ်ရဲ့ပြဿနာကိုဓာတ်ရိုက်ဖြေရှင်းပေးတဲ့နည်းဖြစ်ပါတယ်။အဲ့ဒါကတော့ကျွန်မတို့ရဲ့ YouTuber ကြီးတွေအသုံးပြုခဲ့တဲ့နီလန်ကတော့ဗောနော်ဒီနီလန်အများစုကတော့အခုဗီဒီယိုရဲ့ comment ကိုနောက်ထပ်ဗီဒီယိုတစ်ခုလုပ်ပြီးတော့ပြန်ကြားတာဗောနော်ပြန်ကြားတယ်နောက်ပြီးတော့ comment တွေကို reply ပြန်တယ်ဗောနော်အဲ့တော့ message လိုအနေနဲ့နှစ်နီးလုံးကိုအသုံးပြုနိုင်ပါတယ်ဟိုအဲ့နှစ်နီးလေးကမှာပုံမကောင်းပုံနဲ့နီလန်လေးကတော့ဒီ comment တွေကိုဗော reply ပြန်ပေးခြင်းကတော့ပိတ်တဲ့စိတ်ကျဉ်တဲ့မှုကိုအများကြီးရှိနေတယ်လို့ကျွန်မတို့ထင်ပါတယ် ကဲဒီနေ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါမယ်ကျွန်မရဲ့ဗီဒီယိုလေးကနေတွေးစရာတခုခုရပါမယ်ဆိုရင်တော့ like and subscribe လုပ်ပြီးတော့မမင်းနဲ့เนาะနောက်ဗီဒီယိုလေးမှာတော့ကျွန်မက content idea အမျိုးအစားတွေနဲ့ quantity ဘယ်လိုရေးရဲဆိုတာကိုမျှဝေပြမှာဖြစ်တဲ့အတွက်နောက်ဗီဒီယိုမှာအားလုံးနဲ့ပြန်လဲဆုံတွေ့ကြပါလိမ့်ရှင်